မင်္ဂလာပါသောတာရှင်များရှင် FEPC အတံလွင့်ဌာနမှဒေတိအတောတမချန်းအစီအစဉ်များကိုတင်းလာနေမှတောက်ကြနေ့အထိနေ့ရက်စဉ်တိုင်းအတံလွင့်ပို့ချနေပါတယ်ရှင်လေ့လာခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်သောတာရှင်များခင်ဗျာလူဘဝသက်တာမှာတွေ့ကြုံရတဲ့အခက်အခဲတွေဂျန်နာမှုတွေကကိုယ်ဘဝသက်တာရဲ့ရှေ့အနာဂတ်ကိုရှောင်လန်းရမှာအကျိုးရှိစေနိုင်သလို အကျိုးလဲရုပ်စေနိုင်ပါတယ်။နေအောင်ကြည်ကြောင့်ဖျောင်းဟာပျော့ပြောင်းသွားပြီမဲ့ရွှတ်ကတော့မကြောလာရပါတယ်။ခံယူကြတဲ့အရာတွေရဲ့ဂုံတတိချင်းမတူညီတာကြောင့်တုံ့ပြန်လာခြင်းမတူဘဲဖြစ်ရပါတယ်။ခက်ခဲချမ်းသာမှုအနောက်ဆက်တွေကြောင့်ဘဝတက်တာမှာပိုးပြင်းခြင်းချက်အကျိုးရှိကြတဲ့သူတွေရှိကြသလိုဘဝပြတ်ဆုံးအကျိုးရောက်ကြရတဲ့သူတွေလည်းရှိကြပါတယ်။လူသားရင်းရဲ့ကယ်တင်ရှင်သခင်ယေရှုခရစ်တော်ကို မန္တဆာရန်ရဲ့ သွေးဆောင်ဖျားယောင်နှောက်ယှက်မှုတွေကဒီအချင်းအရာကိုအထင်အရှားဖော်ပြနေတဲ့ရှင်လူကခရစ်ဝင်ကျမ်းခန်းကြီးလေးအခန်းငယ်14ကနေအခန်းငယ်44အထိကိုဒီကနေ့သင်သိရသောတမန်ကျမ်းစီစဉ်မှလေ့လာမှဖြစ်ပါတယ်။ဒီနေ့ပထမဦးဆုံးစတင်ပေးရမယ့်ခေါင်းစဉ်ကိုတော့ခရစ်တော်ဂါလိလဲနယ်သို့ကြွရောက်ခြင်းနဲ့နာဇရက်မြို့မှညင်းပယ်ခြင်းအကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းကိုဆက်ပြီးမပွားခင်မှာအခြေခံအမှန်တရားကိုခံယူထားကြမှာတော့ ကယ်တင်ရှင်သခင်ခရစ်တော်ဟာစုံစမ်းနှောက်ယှက်ခြင်းတွေကိုခံယူပြီးတဲ့နောက်ခွန်အားများပုံမူပြည့်ဝတဲ့ပြည့်စုံသော လူသားတစ်ယောက်အဖြစ်ထင်ရှားလာပြီဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၄အငယ်၁၄ယေရှုသည်ဝိညာဉ်တော်တကောနှင့်ဂါလိလဲပြည်သို့ပြန်၍သတင်းတော်သည်ပတ်ဝန်းကျင်အရတု၌အနှံ့အပြားကြော်စိုးလီတရားစရတု၌ဆုံးမဩဝါဒပေးတော်မူ၍မိစေမြာခမညာ ကဲတင်ရှင်သခင်ခရစ်တော်ဟာစုံစမ်းနှောက်ရှက်ခြင်းတို့ကြောင့်ဝိညာဉ်တကောနဲ့ပို့ပြီးပြေဝလာတဲ့ဆိုတာကိုဒီနေရာမှာအထင်သာရှင်လူကဖော်ပြလိုက်ပါတယ်။ဒါဆိုရင်စုံစမ်းနှောက်ရှက်ခြင်းဆိုတာဟာကွင်းဆက်အဖြစ်ရလတ်နှစ်ခုကိုပေးစွန်းနိုင်ရဆိုတာထင်ရှားပြည်လာသွားစေတာပေါ့။ဘယ်လိုကွင်းဆက်ရလတ်နှစ်ခုလဲ။စုံစမ်းနှောက်ရှက်ခြင်းအပြင်ခွန်အားကိုပုံမတိုးတက်စေတယ်ဆိုတာကတစ်ဖက် စုံစမ်းနှောက်ရှက်ခြင်းခံရရတဲ့ခွန်အားတွေပြက်ပြားသွားတယ်ဆိုတဲ့အချက်ကနောက်တစ်ချက်ပဲပေါ့တနည်းအားဖြင့်အကျိုးပွားနိုင်တယ်အကျိုးလည်းပျက်စီးနိုင်တယ်ဆိုတာဟာထင်ရှားတဲ့ရလဒ်ကြီးနှစ်ခုပဲဖြစ်တယ်ဆိုတာရှင်းနေပါတယ်ဥပမာပြောရရင်မယ်ဆိုရင်တော့နေရောင်ခြည်ဟာဖျောင်းကိုအေးပျော်စေနိုင်တယ်ရှုံကိုတော့မာကျော်သွားစေနိုင်တယ်မဟုတ်ဘူးလားဒါဆိုရင်နေရောင်ခြည်ကိုရယူတာချင်းအတူတူဒီနှစ်ခုရဲ့အဖြစ်ဟာဘာကြောင့်ကွာခြားသလဲ ဒီနှစ်ခုရဲ့ဂုံသတ္တိခြင်းကတခုနဲ့တခုမတူလို့ပဲပေါ့အခြေခံဖွဲ့စည်းပုံချင်းမတူတဲ့အခါမှာ မတူတဲ့တုံ့ပြန်ခြင်းနှမျိုးပေါ်ထွက်လာခဲ့ရခြင်းပဲဖြစ်ပါတော့တယ်။ဒါကြောင့်ဣသရေလလူမျိုးတော်ကိုအေဂုတ်ထုသို့မဟုတ်အီဂျစ်ပြည်ကနေပြီးတော့ကျွံဘဝကနေလွတ်မြောက်အောင်ထုတ်ဆောင်ခြင်းဖာရောဘုရင်ဤစိတ်နှလုံးကိုခိုင်မာစေသဖြင့်ဆိုပြီးတော့စံစာကဖော်ပြတော့ဖျားသခင်ကပဲအီဂျစ်ကိုနှိပ်စက်ခြင်းလို့ တမင်ညစ်တယ်ဆိုတဲ့အတိတ်ပဲမကောက်ရဘူးလို့ကျွန်တော်ပြောခဲ့တာပါပဲအစတည်းကကြည့်လေဣသရေလကို မျိုးမပြုတ်ပြုတ်အောင်သားတွေမွေတိုင်းရေထဲပစ်ချပြီးတတ်ခိုင်းတဲ့မင်းမျိုးဖြစ်တယ်အုတ်တွေကိုအတင်းဖုတ်ခိုင်းပြီးတော့လိုအပ်တဲ့ကုံချမ်းဖြစ်တဲ့ကောက်ရိုးကြတော့မပေးဘူးအိတ်ဆိုင်စနစ်နဲ့ကြုံခံခိုင်းတယ်ပြီးတော့ပထမဆုံးအချိန်အဖြစ်ဘုရားသခင်ဟာမောရှေနဲ့အာယုန်တို့ကိုအီဂျစ်ဘုရင်စီမှာချီချီငန်ငန်ရင်ရင်ကြီးကြီးအခွင့်တောင်းခံခိုင်းနေမှာမဟုတ်ဘူးလားကျွန်တော်တို့ကို ဖျားသခင်က၃ရက်လောက်တော့မှလာပြီးတော့ဝုတ်ပြူကိုးကွယ်ဖို့မှားနေလို့ကျွန်တော်တို့ဝုတ်ပြူကိုးကွယ်ပေးရစီဆိုပြီးတော့မိသားဖသားပြီးပြီးအဂုတ်တုဘရင်တနည်းအားဖြင့်အီဂျစ်ဘရင်ကိုမြစ်တာရက်ခံခိုင်းခဲ့တယ်လေဒါကိုဒီဘရင်ကအော်ဟုတ်သားပဲနှစ်400လောက်ဒင်းလို့လဲကြုံခံခိုင်းခဲ့ပြီးပြီးပြီဆိုတော့ဒီအခွင့်အရေးကလေးလောက်တော့ပေးလိုက်ပါတယ်ဆိုတာမျိုးတွေးခဲ့သလားဆိုတာကိုစဉ်းစားရပါမယ်အဲ့ဒီလိုတွေးမတွေးတော့အသာထားအခွင့်အရေးတောင်းတဲ့အကောင့်ကြီးတောင်းအောင်กว่าဆိုပြီးတော့ပို့ပြီးတော့နှိမ့်ဆက်ခဲ့တယ်မဟုတ်လား ပို့ပြီးတော့ညှင်းဆဲလာလို့ပဲဣသရေလတွေမောရှေတို့ကိုတောင်းမှမင်းတို့လာရှုပ်လို့ငါတို့မှာပို့ပြီးတော့ဒုက္ခရောက်ပြီဆိုပြီးတော့ဝိုင်းကျင်လာမောင်းလာလို့တောင်းခံရသေးတယ်ဆိုတာကြားခဲ့ရတယ်မဟုတ်ဘူးလားအဲ့ဒီတော့ဖျားသခင်ကစိတ်နှလုံးခိုင်မာစေတယ်ဆိုတာဟာငကိုကရှိလို့ငကိုင်းထွက်တာဖျားသခင်ကတမင်တကာစိတ်နှလုံးကိုခိုင်မာစေတာမဟုတ်ဘူးကြိုးရှည်ရှည်နဲ့စလန်ထားလိုက်တာပါဖြစ်တယ်ဆိုတာကိုအထင်ရှားကျွန်တော်တက်တည်ပြခဲ့ပြီးပါပြီအကယ်၍သာနေဖျားတို့ရေဖျားတို့နွားဖျားတို့လေဆောင်နှက်တို့ ကွင်းဆောင်နတ်တူဆိုတဲ့နတ်တီကိုစွန့်ပြီးတော့အသက်ရှင်တော်မူသောဘုရားသခင်ကိုသူဟာကိုးကွယ်မယ်ဆိုရင်အခုလိုတွင်တွင်ကြီးကောင်းမှာမဟုတ်ဘူးဘုရားသခင်ကိုကြောက်ရွံ့ခံရတဲ့စိတ်ဓာတ်နဲ့တရားမျှတတဲ့အလုပ်ဆိုတာကိုသူလုံမှာအမှန်ပဲသူ့ရဲ့နှလုံးသားဟာလည်းအဲ့ဒီသဘောတရားမျိုးတစ်ချိန်မှမဟုတ်တစ်ချိန်မှအမှန်ပေါ်ထွက်မှာသာဖြစ်တယ်။ဒါဟာစုံစမ်းစစ်ဆေးခြင်းဆိုတာကိုတုံ့ပြန်တဲ့နေရာမှာ ပင်ကိုစိတ်ဓာတ်ခံရဲ့လိုအပ်ချက်ကိုသိပါအောင်ကျွန်တော်ပြောရင်းနဲ့ အတိတ်ကိုပြန်ပြီးသတိရဖို့ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။အခုကျွန်တော်တို့ရဲ့ကယ်တင်ရှင်သခင်ခရစ်တော်အလွန်ကြောက်စရာကောင်းတဲ့စုံစမ်းနှောက်ယှက်ခြင်းတွေကိုခံယူပြီးတော့ပုံမိုပြီးတော့ဝိညာဉ်ခွန်အားပြေဝလာခဲ့တယ်။ဒါဟာထက်ခနဲ့စိတ်ညစ်စရာလေးပေါ်လာတာနဲ့အရက်ပြေးပြေးသောက်တဲ့လူတွေသက်သက်လေအောင်ယူမသွားရင်တောင်မှသူများဝိုင်းဆွဲရလောက်အောင်ဒုတ်တပြက်ဓာတ်တပြက်ဖြစ်ချင်တဲ့လူတွေကိုယ့်ဘာသာကိုအစင်မပြေတမ်းနဲ့ပဲပတ်ဝန်းကျင်ကိုစိတ်မချမ်းသာအောင်ရှောက်ပြီးရမ်းတဲ့လူတွေ ခွန်ကြီးရဲ့သားသမီးစိတ်ညစ်အောင်လှုပ်တတ်တဲ့လူသားတွေအားလုံးရယူလိုက်တဲ့သင်္ကန်းစာတစ်ခုအဖြစ်ကျွန်တော်ဒီနေရာမှာရှင်းရှင်းကြီးတင်ပြလိုက်ပါတယ်။ဟေဒီယောဝါရာစာအခန်းကြီး2အငယ်16အရာထို့သောစုံစမ်းနှောက်ရက်ခြင်းသည်ကိုတော်တိုင်ခံ၍ဒုက္ခဆင်းရဲခြင်း၌ကျင်လည်သောကြောင့်စုံစမ်းနှောက်ရက်ခြင်းအမှုနှင့်တွေ့ကြုံသောသူတို့ကိုမဆခြင်းကတတ်နိုင်တော်မူ၏။ရှင်းလေပါပြီနော်။ခရစ်တော်ရဲ့လောကလူသက်တမ်းမှာခံစားရရမြသောဒုက္ခဆင်းရဲခြင်းနဲ့ ုံစမ်းနှောက်ယှက်ခြင်းဒီအကုန်လုံးဟာတဲ့အဲ့ဒီလိုစုံစမ်းနှောက်ယှက်ခံရသောသူတို့ကိုမဆကူညီဖို့ပဲဖြစ်တယ်ဆိုပြီးတော့ဟေပြဲဩဝါဒစာကသွန်သင်ဆုံးမလိုက်တာပါပဲလောကမှာစုံစမ်းနှောက်ယှက်ခြင်းကင်းတဲ့လူရဲ့လို့ဘသူရှိနိုင်ပါသလဲဘသူမှမရှိနိုင်ပါဘူးအပြစ်တရားနဲ့အမြဲနှပန်းလုံးနေရတဲ့လူသားတို့အဖို့ခရစ်တော်ရဲ့ဘဝပုံသက်စီတွေဟာကင်ဆွဲအပ်သောဝိညာဉ်လက်နက်များပင်ဖြစ်ကြောင်းလေးစားစွာတင်ပြလိုပါတယ် အရေးကြီးတဲ့သင်ခန်းစာကတော့ကျွန်တော်အခုကြားခဲ့ရတဲ့အတိုင်းပဲခံရှင်းသောဝိညာဉ်တော်ကိုအားကိုးခိုလှုံဖို့ပါခံရှင်းသောဝိညာဉ်တော်ဟာအတိကရရန်သူစာတန်ကိုတိုက်ခိုက်ဖို့အတွက်ဥဆောင်နှံ့ပြသွားပါလိမ့်မယ်ဒီလိုအခြေအနေမျိုးမှာလူစားတိကိုခံယူထားတဲ့ဖရာတော်မှဘလောက်ပင်မဆင်းရဲခဲ့ရတယ်ဆိုတာကိုသတိရကြပါလို့ပြောချင်ပါတယ်အငယ်ဆန်ကတရားစရတုန်၌ဆုံးမဩဝါဒပေးတော်မူ၍လူအပေါင်းတို့သည်ကိုတော်ကိုချီးမွမ်းကြ၏ ခရစ်တော်ဟာစုံစမ်းနှောက်ယှက်ခြင်းကြောင့်ပုံမူတိုးတက်ပြီးတော့ဝိညာဉ်ခွန်အားကိုရရှိလာတယ်ဒီခွန်အားကိုဒီတိုင်းမထဘူးတရားစရတ်တို့မှာဝင်ပြီးတော့ဆုံးမဩဝါဒပေးတယ်တရားရည်ရည်တိုက်ကြွေးတယ်တာကိုလည်းလူသားတွေဟာချီးမွမ်းကြတယ်လို့ဆိုတယ်ဒီနေရာမှာလူသူကချီးမွမ်းတယ်ဆိုတာဟန်ပြသဘောထားပဲဖြစ်တယ်လို့ကျွန်တော်ခန့်ယူတယ်ပါဇက်ကချီးမွမ်းပြီးတော့ယင်ထဲကတော့လက်မခံကြဘူးလေအဲ့ဒီအတိုင်းပဲ ခရစ်တော်ရဲ့နောက်ဆုံးနေ့တွေမှာတွေ့ကြရတယ်မဟုတ်ဘူးလားပထမစစချင်းတော့ဟောရှနာဖြစ်စေတည်းဘုံကြီးတော်မူစေတည်းတဲ့ဟောနောက်ဘာမှမကြဘူးလေသံချက်ချင်းပြောင်းသွားတယ်ဖတ်စေတည်းတဲ့လူသားဟာဒါကြောင့်ဇာတိပဂရိအယမူမှန်ကိုမမှန်ဘူးတကွက်မဟုတ်တကွက်တော့ဝဲဥခြောင်နေကြတာကြီးပဲလို့ကျွန်တော်ပြောခဲ့တာပါကျွန်တော်ဘဝမှာသိတော်တဲ့ပုံကိုကြီးတွေနဲ့ပူတွဲပြီးတော့အလုပ်လုပ်ဖူးပါတယ်အကုန်လုံးဒီအတိုင်းပဲသူတို့သွားပြောတော့ ကိုမပါတယ်လို့ဖြစ်နေမယ်ကျွန်တော်လည်းအဲ့ဒီလိုပါပဲဘဝအသက်တာမှာခင်တိုင်းလျှောက်လိမ့်နေပြီးအခုမှသင်သိရသောသမာကျမ်းကိုဘာသာပြန်မှုဖြစ်လာတာဘယ်လိုဘယ်လိုကိုယ့်အကူဖြစ်လာမှန်းတော့မသိဘူးအိမ်မက်မမက်ဘူးတဲ့အရာစုမတောင်းမှုတဲ့အမှုတနည်းအားဖြင့်ဆိုရင်တော့ပြည့်စုံတဲ့လူသားခရစ်တော်ကြောင့်သာနလန်ထူလာရတာလို့ကိုကိုကိုခံယူပါတယ်ကိုတိုင်းကတော့ဘလူးမှမပြည့်စုံဘူးလို့ပဲကိုနဲ့ပဲဥပမာပြပြီးတော့တက်သေးခံရစီအငယ်၁၆မှ၂၁ ကြီးပွားတော်မူရာနာဇရက်မြို့သို့ရောက်ပြန်လျင်ထုံးစံတော်ရှိပြီအတိုင်းဥပုံနေ၌တရားစရက်သို့ဝင်၍စံစာကိုဖတ်ရွတ်ခြင်းဟာထတော်မူ၏ဇရက်ဆောင်သည်ပရောဖက်ဟေရှာယ၏စံစာကိုပေးပြီးဖြစ်၍စံစာကိုဖွင့်တော်မူလျင်တွေ့သောအချက်စကားဟူမူကားထာဝရဘုရား၏ဝိညာဉ်တော်သည်ငါအပေါ်၌တည်တော်မူ၏အကြောင်းမူကားစင်ရသားတို့အားဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းဟာငါကိုဗိသိက်ပေးတော်မူပြီးကျေမွာသောသူတို့၏အနာကိုပျောက်စေခြင်းဟာ၎င်း ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အားလွတ်ချင်းအကြောင်းနှင့်မျက်စိကန်းသောသူတို့အားမျက်စိမြင်ပြန်ခြင်းအကြောင်းကိုပြစေခြင်းဟာ၎င်းညှင်းဆဲခံရသောသူတို့ကိုကယ်မစေခြင်းဟာ၎င်းထာဝရဘုရား၏မင်္ဂလာနှစ်ကာလကိုကြားပြောစေခြင်းဟာ၎င်းငါ့ကိုစေလွတ်တော်မူပြီဟုလာသည်။ကျမ်းစာကိုလိပ်၍ဇေယျဆောင်အားပေးတိမှထိုင်တော်မူ၏။ဇေယျ၌ရှိသောသူအပေါင်းတို့သည် ကိုတော်ကိုစိတ်စစ်ကြည်ဖြင့်နေကြ၏။ ယေရှုကလည်းယနေ့ပင်ဤကျမ်းစာချက်သည်သင်တို့ကြားသည့်အတိုင်းပြည့်စုံလေပြီဟုမိန့်တော်မူ၏ဒီကျမ်းအရာခရစ်တော်ဟာဖျားသခင်ဆိုတာနေရာတကာရှိတာပဲဆိုပြီးတော့ဟိုမှာသွားဝုတ်ပြုတ်လိုက်ဒီမှာသွားဝုတ်ပြုတ်လိုက်ရောက်လေရာသင့်တယ်လို့ရှောက်ပြီးတော့ဝုတ်ပြုတ်တာမျိုးမရှိတာကိုတွေ့ရတယ်ဗိမာန်တော်ကိုသန့်ရှင်းရအရာအဖြစ်အထွတ်အမြတ်ပြုတ်တယ်ဝင်ရောက်ဝုတ်ပြုတ်တယ်ဆိုတာကိုတွေ့ရပါတယ်ကျွန်တော်ကဒီလိုပြောတော့ ဖျားသခင်ကိုတခြားနေရာတွေမှာဝတ်မပြုရဘူးလို့ဆိုတော့မဟုတ်ပါဘူးကျွန်တော်ဆိုလိုတာက အထွတ်အမြတ်ထားလိုက်တဲ့ဖျားသခင်ကို အထွတ်အမြတ်နေရာမှာဝတ်ပြုကိုယ်ဝယ်ခြင်းဟာကောင်းတယ်သို့တော်လည်းမိမိတို့ရောက်လေရာအရက်ရက်တီလေရာနေရာတိုင်းမှာလည်းဖျားသခင်ကိုသန့်ရှင်းသော စိတ်ဝိညာဉ်နဲ့နောင်တတရားနဲ့တိုးဝှေ့ချင့်ကပ်နိုင်တယ်ဆိုတဲ့အတိတ်ပဲပါတက္ကသိုလ်မှာကျွန်တော်အဆောင်နေရာတုန်းကခရိယန်သငယ်ချင်းတယောက်တင်းငွေနေနေဆိုရင်အသင်းတော်ကိုတော့မသွားဘူးစောင်းချုံချုံအိတ်နေတာပဲအဲ့ဒါနဲ့မေးကြည့်တော့ ငိန်ဝတ်စွာနေလောဆိုတဲ့အတိုင်းစောင့်ချုပ်နေတာတဲ့။ Now အသက်ကြီးလာတော့လေကျွန်တော်ဆွေမျိုးတော်အမကြီးတယောက်အကြောင်းကိုကျွန်တော်တင်ပြခြင်းပါတယ်။သို့အမကြီးဒီဘက်ဖျားရှိခိုးကြောင့်သွားအောင်ဗျာလို့မြတ်ခေါ်လို့တခါမှအေးဟုတ်တယ်ငါလိုက်မယ်ဆိုတာမရှိဘူး။ဟင်းအိုးစိတ်မချရတာနဲ့အိမ်စိတ်မချရတာနဲ့ခွေးစိတ်မချရတာနဲ့ခေါင်းကိုက်ရတာနဲ့စက်ကြောတက်ရတာနဲ့တခုမဟုတ်တခုအမြဲအကြောင်းပြပြီးညင်းနေ။နောက်ပြီးတော့ အိမ်မှာပဲကိုယ့်အကူရှစ်ခိုးလဲရတာပဲဆိုတာကလည်းရှိသေးတယ်။အမှန်တော့ဓမ္မဟောင်းကာလကလေးကဖျားသခင်ရတန်ရှင်းရဌာနတော်ကိုလူသားတွေစုဝေးစည်းခြင်းနဲ့ဆန္ဒရှိရတာကိုကျွန်တော်မမေ့ရပါဘူး။အသင်းတော်နဲ့သိဝေးကွာတဲ့အယက်ဒေသဆိုရင်တော့လေတမျိုးပေါ့။ဒါတောင်မှကျွန်တော်သင်သိရသောသမာကျမ်းကိုဟိုတရုတ်နိုင်ငံကဒေါ်စိန်ဆိုတဲ့ကြီးတော်ကြီးတစ်ယောက်ကစာရေးပြီးတော့တက်သိခံနေ။သူဟာအသင်းတော်ရှိတဲ့မြို့ကလေးစီကိုသူတို့နေတဲ့ ရွာကလေးကနေပြီးတော့ကြိုးစားပြီးသွားရတယ်တဲ့ဖះရှိခိုးကြောင်တက်ဖို့အတွက်ညအိတ်ခီးဖြစ်တယ်တဲ့ဘလို့အားကြဖို့ကောင်းတယ်လေအဲ့ဒီလိုလူမျိုးတွေကိုဖះသခင်ဟာမုတ်ချမသွေကောင်းကြီးမင်္ဂလာတွေပေးမှအမှန်ပဲလို့ကျွန်တော်ယုံကြည်ပါတယ်ခရစ်တော်ရဲ့အဲ့ဒီအချိန်ကာလမှာဂျူးဗိမာန်တော်တွေဟာနိုင်ငံအနှံ့အပြားမှာရှိနေပါပြီအခုကျမ်းစာကနေထုတ်နှုတ်နိုင်တဲ့အချက်တစ်ခုကတော့အသံမထွက်ခဲ့သောခရစ်တော်ရဲ့နေ့ရက်များမှာ ခရစ်တော်ဟာ6ရက်မိဘစကားကိုနားထောင်မယ်လက်သမားအသက်ပညာနဲ့အိမ်တောင်ကြီးရဲ့ဝန်ကြီးခါရီကိုကူညီမယ်ဥပုံနေမှာတော့နာဇရက်အသင်းတော်ကိုမပြတ်တမ်းတက်တက်ပြီးတော့ဝတ်ပြုကိုးကွယ်မယ်ဆိုတဲ့အချက်ကိုကျွန်တော်တူးချင်းအနေနဲ့အဖြေထုတ်ဖော်ပြလိုက်ပါတယ်သူဆနေနဲ့သားအွယ်တုံးကအကျွန်ုပ်ဒီအဖအိမ်၌နေရသည်ကိုမသိပါသလားဆိုတဲ့ဒီအဖန်ဟာအဲ့ဒီဖုံးကွယ်နေတဲ့ဒီနှစ်ကာလတွေအတွက်အဖြေပဲမဟုတ်ဘူးလား ီးတော့အဲ့ဒီလိုပြောပြီးတော့ဆက်ဖော်ပြခဲ့တာရှိသေးတယ်လေထို့နောက်မိဘတို့နဲ့အတူသွားသဖြင့်နာဇရက်မြို့သို့ရောက်၍သူတို့စကားကိုနားထောင်ရင်းနေလေ၏အဲ့ဒီလိုဆိုထားသေးတယ်မဟုတ်ဘူးလားဒီတော့ဒီအချက်တွေဟာခရစ်တော်ရဲ့အဖန်တိတ်နေတဲ့သမိုင်းမှတ်တမ်းတွေကိုဆက်ပြီးပေါ်လွင်စေတယ်လို့ကျွန်တော်ခံယူပါတယ်။ဒါကိုပေါက်ပေါက်ရှာရှာဘဲအထွက်လမ်းမှန်းမသိတဲ့စာအုပ်စာတမ်းတွေကိုကိုးကားပြီးတော့ခရစ်တော်ကပဲဟိုသွားနေသလီဒီသွားနေသလီဘာမှတွေးစရာမလိုတော့ပါဘူး။ အဲတွေးကျင်နေဆိုရင်လည်းကျွန်တော်အရင်တခါပြောခဲ့တယ်လို့ပေါ့စံချိန်စံညွှန်းမြင့်မြင့်မှမှတွေးရမယ်ရေးကျင်နေဆိုလည်းရေးတင်ပါတယ်ပြီးတော့ကို ရေးတာကိုလည်းပို့ပြီးတော့ခန့်ခန့်ထဲထဲဖြစ်အောင်လွတ်လပ်တဲ့ဝေဖန်မှုနဲ့ဖြည့်ရှင်းမှုတို့အကြံပြုမှုတို့ကိုလမ်းဖွင့်ပေးရမယ်ဒါမှလည်းမြင့်မြတ်တဲ့စာပေနိုင်ငံတော်နဲ့တိုင်းပြည်အတွက်အကျိုးပြုတဲ့စာပေတွေဖြစ်နိုင်လိမ့်မယ်လို့ကျွန်တော်ဒီနေရာမှာအားပေးတိုက်တွန်းပေးရစီအခုကယ်တင်ရှင်ဟာ ေရှာယအနာဂတိကျမ်းအခန်းကြီး61အငယ်1နဲ့2တို့ကိုကိုးကားပြီးတော့ထာဝရဘုရားဝိညာဉ်တော်ဟာငါ့အပေါ်မှာတည်မီနေတယ်။ဆင်းရဲသားတွေဝမ်းမြောက်စရာသတင်းကိုကြားပြောဖို့ငါ့ကိုဖိတ်သိပ်ပေးတယ်။အနာရောဂါတွေပျောက်ဖို့အမှောင်ကွယ်သူကိုအလင်းရောက်ဖို့အငြင်းစဲခံရသူတွေကိုကယ်မဖို့မင်္ဂလာစကားတွေကိုပြောကြဖို့ငါ့ကိုစေလွတ်တယ်ဆိုပြီးတော့ခရစ်တော်ကပြောကြလိုက်ပါတယ်။ပြီးတော့မှဏီကုံအဖြစ် ဤကျမ်းစာချက်ပြီးသင်တို့ကြားပြီးအတိုင်းပြည့်စုံလေပြီလို့ဆိုလိုက်ပါတယ်။ဒါဟာအလေးနဲ့မှတ်သားရမယ့်အချက်ပါ။ဘာဖြစ်လို့အလေးနဲ့မှတ်သားရမှာလို့ကျွန်တော်ပြောတယ်လေ။တကယ်ဟေရှာယအနာဂတ်ကျမ်းမှာဖတ်ကြည့်။ငါတို့ဖျားသခင်အပြစ်ပေးတော်မူရာနေ့ရက်ကိုကြားပြောစေခြင်းဟာငါ့ကိုစေလွတ်တယ်ဆိုတဲ့အချက်ပါရာကိုခရစ်တော်ထဲ့မှာပြောတော့ပဲနဲ့။သင်တို့ကြားပြီးအတိုင်းပြည့်စုံပြီဆိုပြီးတော့ဖြတ်ချလိုက်တဲ့အတွက် လေးနဲ့စွာမှတ်ရမှာလို့ကျွန်တော်ပြောတာပါပဲဒါဟာအင်မတန်အံ့ဩစရာကောင်းတဲ့သမာကျမ်းစာတော်မြတ်ရဲ့ဂုံမြောက်မှုပါခရစ်တော်ဟာအခုပထမချိန်ကြွလာခြင်းဟာအပြစ်မပေးသေးဘူးတရားမစီရင်သေးဘူးအောင်ပွဲခံ၍ကြွလာတော်မူခြင်းမဟုတ်သေးဘူးလိုအပ်နေတဲ့အပြစ်လောကကဘာကိုကယ်တင်ခြင်းကြီးစုတော်ကိုပေးသနာဖို့လာခဲ့တာပါအေးဒုတိယအချိန်ကြွလာပြီဆိုရင်တော့ကောင်းသူကိုကယ်ပြီးမကောင်းသူနဲ့စာရန်ဘက်တော်သားတွေကို ကောင်းကင်ဘုံရှင်ဘရင်အဖြစ်အာနာသုံးပြီးတော့အကုန်ငရဲချပြစ်မယ်ဆိုတာကိုဖော်ပြလိုက်ခြင်းပါပဲအဲ့ဒီဒုတိယအကြိမ်အပြစ်ပေးတော်မူရာနေ့ကိုကျွန်တော်အစကလေးဖော်ပြပါမယ်စာလံတိချင်းအမှတ်စဉ်1အငယ်6ကိုကြည့်ပါသင်သည် သူတို့ကိုဖန်လန်ဒန်နှင့်အုပ်ဆိုး၍မြေအိုးကို ခွဲဖြက်တကယ်သူခွဲဖြက်လိမ့်ကြီးလို့ဖော်ပြထားပါတယ်မိတ်ဆွေအပေါင်းတို့ခင်ဗျာသမာတရားတော်မြတ်ရဲ့စိတ်ဆက်ဆုံးရှင်မှု နဲ့ဆိုင်မှုကိုအထူးသတိပြုမိကြပါပြီးတော့ကျွန်တော်တို့ရာခရစ်တော်ရဲ့ကြီးစုကိယူနာတော်အချိန်ကာလမှာဒီကနေ့ရှင်သန်နေကြပါသေးတယ်တရားစီရင်ရာနေ့ရဲ့ဘယ်အချိန်ဘယ်နာရီမှာကြာရောက်မယ်ဆိုတာကိုမသိပါဘူးဆုတောင်း၍စောင့်နေကြပါလို့တင်ပြလိုက်ပါစေရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၄အငယ်22ထိုသူအပေါင်းတို့သည်ကိုတော်ကိုဝန်ခံ၍တင့်တယ်လျှောက်ပတ်သောနှုတ်ထွက်စကားကိုချီးမွမ်းလျက် ဤသူသည်ယောသတ်ဤသားမဟုတ်တုံလောဟုဆိုကြပါ၏ကြားကြတဲ့အတိုင်းပဲဟုတ်သည့်ပတ္တိနဲ့နောက်ဆုံးပေးလာတဲ့မှတ်ချက်ကတော့ယောသတ်ရဲ့သားမဟုတ်ဘူးလားတဲ့မဆိုးဘူးအပြောအဟောလေးကကောင်းသားပဲဟဲ့တဲ့ဘလောက်ပြည်ပြင်းတယ်လေခရစ်တော်ရဲ့လူဘဝဖြစ်ခြင်းကို လူကာဟာအဲ့ဒီလိုသရုပ်ပြအမွှန်းတင်တယ်မေရှိယဆိုတဲ့ကယ်တင်ရှင်အဆင့်ကိုခရစ်တော်အပေါ်မှာလူသားတို့ညံကိုမမိဘူးမပြိကြကြဘူးဆိုတာကို ရပ်ဖတ်ပြည်ပြင်းစွာဖော်ထုတ်လိုက်ခြင်းဖြစ်ပါတယ်။အငယ်23မှ28ယေရှုကလည်းအကယ်၍သင်တို့သည်ပုံဥပမာ ကိုဆောင်ရက်အချင်းဆေးသမားကိုအနာကိုငိမ့်စေလော့ငါတို့သည်တရင်ကြသည်အတိုင်းသင်သည်ကပေရနောင်မြို့၌ပြုသမျှအမှုအရာတို့ကိုကိုနေရင်းမြို့၌လည်းပြုပါဟု၍ငါအာပြောဆိုကြလိမ့်မည်။သို့တော်လည်းငါအမှန်ဆိုသည်ကအဘယ်ပရောဖက်မျှမိမိနေရင်းမြို့၌မျက်နာမရတတ်။ငါအမှန်ဆိုပြန်သည်က ပရောဖက်အေလီယာလက်ထက်၌၃နှစ်နှင့်၆လပတ်လုံးမိုးခေါင်၍ပြည်နိုင်ငံတစ်လျှောက်လုံးအစာအဟာရခေါင်းပါခြင်းရှိသောအခါဣသရေလအမျိုးဖြစ်သောမုတ်ဆိုးမအများရှိကြ၏သို့တော်လည်းထိုမုတ်ဆိုးမတယောက်ရှိရသောမျှအေလီယာကိုဆေးလွှတ်တော်မမူဇီးဒုံပြည်ဇရတ်တမြို့သူဖြစ်သောမုတ်ဆိုးမတယောက်ရှိရသောသာဆေးလွှတ်တော်မူ၏ဒီကျမ်းစကားဟာဖြင့်အေလီယာခေတ်ကာလအကြောင်းကိုခရစ်တော်ပြန်ပြီးပေးလိုက်တဲ့ ကောက်ချက်ပဲဖြစ်တယ်။ပြီးတော့သူ့ရဲ့လူမျိုးတော်ဣသရေလကိုဒီဥပမာနဲ့ဆုံးမလိုက်ခြင်းပဲဖြစ်ပါတယ်။ဣသရေလနိုင်ငံတော်သူမဟုတ်တဲ့ပြင်ပအရက်ကဇီရတ်ထမျိုးသူစီကိုလာအေလိယားဟာ ရောက်လာတယ်။ကိုယ့်လူမျိုးပင် ဖြစ်စေတာမူ။ကိုယ့်ကိုလက်မခံတဲ့ဣသရေလမုတ်ဆိုးမတို့လူနာဆွဲတဲ့လူတွေစီကိုတော့မလာနိုင်ခဲ့ဘူးဆိုတဲ့အလွန်ကောင်းတဲ့ဥပမာကိုဖွင့်ပြောလိုက်ခြင်းပဲဖြစ်ပါတယ်။အငယ်29မှ30 ရောဖက်အေလိရှေလက်ထက်တွင်လဲဣသရေလအမျိုး၌နူနာဆွဲသောသူအများရှိကြ၏သို့တော်လဲနေမန်အမည်ရှိသော ရှုရီလူမတပါအဘယ်သူမျှသန့်ရှင်းခြင်းသို့မရောက်ဟုမိန့်တော်မူ၏တရားစီရင်၌ရှိသောလူအပေါင်းတို့သည်ထိုစကားတော်ကိုကြားသောအခါပြင်းစွာအမျက်ထက်သည်နှင့်ဖ၍ကိုတော်ကိုမြို့ပြင်သို့နှင်ထုတ်ပြီးလျင်ထိုမြို့တီယာတောင်ထိတ်စွန်းအငူမှစောက်ထိုးတွန်းချခြင်းကဆောင်းသွားကြ၏ကိုတော်သည်သူတို့အလယ်၌ရှောက်၍ကြွသွားတော်မူ၏အခု ခရစ်တော်ရဲ့မြို့ဖြစ်တဲ့နာဇရက်မြို့သားတွေအနာဘော်တုတ်ကြပြီးတော့ချက်ချင်းဒေါသတွေတချောင်ချောင်ထွက်ကုန်တာကြားပြီဘလောက်တရားကြဖို့ကောင်းတယ်လေခရစ်တော်ကိုတောင်စွန်းတစ်ခုခေါ်သွားပြီးတော့တွန်းချဖို့တောင်ကြံရတယ်ဒါပေမဲ့ခရစ်တော်ထက်ပြေးတယ်လားသူတို့အလဲရပဲရှောက်သွားတယ်တဲ့ဒီကနေ့ခရစ်တော်ကိုအမျိုးမျိုးရှုံချအပြစ်တင်နေတဲ့လူတွေဒီလူတွေအလဲမှာပဲသူတို့ကိုအရက်ရှိမျက်နှာကနေခရစ်တော်တပတ်ပြီးတပတ်ဝိုင်းထားတာသူတို့မသိရှာကြဘူး သူတို့ရဲ့ရှင်ချင်းသေးချင်းကိုပိုင်စားအုပ်ဆိုးနေတာလည်းမသိဘူးခရစ်တော်ကတော့ဒီလူသားတွေအားလုံးကိုမေတ္တာများစွာနဲ့ကယ်တင်ခြင်းစုကိုပေးနေပါတယ်ဒါကိုမြင်နိုင်ကြပါစေခံယူနိုင်ကြပါစေခရစ်တော်ဟာသူ့ကိုအပြစ်တင်နေသောသူတို့၏အလယ်၌အစင်လျှောက်သွားနေကြောင်းခင်းနေရှားရှားကြီးမြင်ရတဲ့ကြမ်းမိုက်တယ်လို့ဆိုပြရစေကပေရနာုံမျိုးတို့ဆိုတဲ့အကြောင်းကိုဆက်လက်လေ့လာကြပါအောင်စို့ ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၄အငယ်37မှ32ဂါလိလဲပြည်ကပေရနောင်မြို့သို့ရောက်ရင်ဥပုံနေ၌ဆုံးမဩဝါဒပေးတော်မူ၏အာနာနှင့်ဟောတော်မူသောကြောင့်ပရိသတ်တို့သည်ဒေသနာတော်ကိုအလွန်အံ့ဩကြ၏အခုဆိုရင်သူ့ကိုညင်းပယ်တစ်ခဲ့တဲ့နာဇရက်မြို့ကိုခရစ်တော်ခွဲခွာခဲ့ပြီးတော့ကပေရနောင်ဆိုတဲ့မြို့ကိုပြောင်းလဲရောက်ရှိလာပါပြီအဲ့ဒီမြို့ကိုသူကဗဟိုပြုတ်ပြီးတော့အမှုတော်ဆောင်သွားပါလိမ့်မယ်အခုအပိုင်းကစပြီးတော့ အခန်းကြီး၄ဏိဂုံအထိဟာကပေရနောင်မှာတနေ့တာဆိုတဲ့နေ့ရက်တရက်အဖြစ်အပျက်တွေဆိုတာကိုတွေ့ရပါလိမ့်မယ်။အခုအချိန်မှာခရစ်တော်ရဲ့ဟောပြောခြင်းဟာအာနာပိုင်ပုဂ္ဂိုလ်တယောက်လိုဟောပြောတဲ့အတွက်ပရိသတ်တွေဟာအံ့ဩနေရဗျံနေဆိုတာကိုတွေ့နိုင်ပါလိမ့်မယ်။အငယ်33မှ38ထိုတရားစရာ၌ညင်ညူးသောနတ်ဆိုးဆွဲသောသူတယောက်ရှိ၍ဩနာဇရက်မြို့သားယေရှုကိုတော်သည်အကျွန်ုပ်တို့နှင့်အဘယ်သို့ဆိုင်သနည်းအကျွန်ုပ်တို့ကိုဖျက်ဆီးခြင်းကလာသလော ကိုတော်သည်အဘယ်သူဖြစ်ဒီကိုအကျွန်ုပ်သိပါ၏ဖျားသခင်တန်ရှင်းတော်မူသောသူဖြစ်ပါသည်ဟုကြီးသောအသံနှင့်ဟစ်ကြော်လေ၏ယေရှုကလည်းတိတ်ဆိတ်စွာနေလော့ထိုသူ၏အထက်မှထွက်သွားလော့ဟုဆုံးမတော်မူခြင်းနတ်ဆိုးသည်ထိုသူကိုလူများအလယ်၌လှဲချ၍ဘေးဥပါမပြုဘဲထွက်သွား၏လူအပေါင်းတို့သည်မိန်မောတွေ့ဝေ၍ဤစကားသည်အဘယ်သူသောစကားနည်းညင်ညူးသောနတ်တို့ကိုအာနာတကိုးနှင့်မှားထား၍သူတို့သည်ထွက်ပွားကြသည်တကားဟုအချင်းချင်းဆွေးနွေးပြောဆိုကြ၏ သတင်းတော်သည်လည်းပတ်ဝန်းကျင်အရတု၌နှံ့ပြားကြော်စိုးလည်။နတ်ဆိုးဆိုတာဟာစာရန်ရဲ့ကိုယ်စလေပေါ့။ဒါတွေဟာအခုခေတ်မှလည်းရှိနေတာပဲမဟုတ်ဘူးလား။ရှိလို့သာနတ်ဝင်တွေရှိတာ။ပယောဂကုဆရာတွေရှိနေတာပဲမဟုတ်ဘူးလား။အခုဒီနေရာမှာနတ်ဆိုးကဖျားသခင်ကိုသိတယ်။သူ့ကိုနိုင်နေဆိုတာကိုဝန်ခံနေ။အေးနတ်ဆိုးဆွဲတာကိုတမင်ခံယူခြင်းနဲ့စာရန်ဘက်တော်သားလူတယောက်ဆိုပါတော့။ ကိုတိုင်ကိုကဘုရားသခင်ကိုမလိုချင်ဘူးစာရန်ကိုသာသူ့ရဲ့လူဘဝကိုပုံပြီးတော့ပေးထားတယ်ဆိုပါတော့ဒီလိုလူများရဲ့စီကနတ်ဆိုးဟာဘုရားသခင်ကိုသိရင်တောင်းမှအခုလိုရွတ်ရွတ်ကြိုးကြိုးပြုတ်မှာမဟုတ်ဘူးလို့ကျွန်တော်ယူဆမိပါတယ်ဒီလိုပဲယူဆရမယ်လေကာယကံရှင်ရဲ့နှလုံးသားကိုတိုင်ကိုကဒီနတ်ဆိုးအတွက်နေရာပေးထားပြီးပြီမဟုတ်ဘူးလားဒါကြောင့်ကျွန်တော်ပထမဦးဆုံးအားကိုးရမှာကဘုရားသခင်ပဲစာရန်မန္တကိုရောင်လို့တောင်းမှ နှလုံးသားမှာမမွေးမြူကြပါနဲ့လို့အလေးနဲ့တင်ပြလိုက်ပါစေ။အငယ်38 39တရားစရမှထွက်ပြီးရင်ရှီမုံအင်တို့ကြွတော်မူ၏။ရှီမုံဤရောက်ခမသည် ပြင်းစွာသောဖျားနာဆွဲသည့်ဖြစ်၍သူ့အတွက်ကိုတော်ကိုတောင်းလျှောက်ကြ၏။ကိုတော်သည်ထုံမိမ့်မ၏အနားမှာရက်၍ဖျားနာကိုဆုံးမတော်မူခြင်းသူသည်အဖျားပြောက်သဖြင့်ချက်ချင်းထ၍ဧည့်သည်ဝတ်ကိုပြုလေ၏။ဆရာဝန်တယောက်ဖြစ်တဲ့ရှင်လုကာဟာ ခရစ်တော်ကပေတရုဇနီးရဲ့အမိအဖျားအနာကိုဆုံးမတယ်လို့ပဲလှလှပပကြီးသုံးလိုက်ပါတယ်။ကျွန်တော်ဒူးစရိုက်အပြစ်သားတွေအပြစ်တွေကိုလည်းအခုလိုပဲခရစ်တော်ဟာဆုံးမပြစ်နိုင်တယ်။နှင်းထုတ်ပေးနိုင်တယ်။ပြီးတော့သူ ဆုံးမလိုက်တဲ့အဖျားအနာဟာတပြေးပြေးပျောက်တာမဟုတ်ဘူး။ချက်ချင်းပျောက်တာကိုဆရာဝန်လူကတက်လီခံလိုက်ပါတယ်။ကျွန်တော်အခုသိပ်ပံခေကြီးရောက်နေပြီ။ကျွန်တော်ကဘာကြီးပေါ်မှာတယ်လီဗေးရှင်းကြော်ညာတွေကလွဲလို့ဘယ်ယောဂါများချက်ချင်းပျောက်နိုင်တာရှိလို့လဲ။ ချက်ချင်းပြောက်တယ်ဆိုရင်ကောယောဂါတော့မဖြစ်နိုင်ဘူးအသက်သာဖြစ်ရင်ဖြစ်မှာမဟုတ်ဘူးလားအခုတော့ခရစ်တော်ရဲ့ဘုံတကူတော်ဟာထီရောက်မှုမတိုင်းမဆနိုင်အောင် နှက်ဆိုင်နေပြီဆိုတာဟာရှင်းနေပြီကယ်တင်ရှင်ရဲ့အစွန်းတက်တီဆိုတာဟာလူသားနဲ့ဘာမှမဆိုင်ဘူးဆိုတာပေါ်ပေါက်နေပြီခင်းရှားရှားမြင်နေရပြီအခုအချိန်မှာဖျားကုကုတာကိုမယုံဘူးလားယုံသလားဆိုတဲ့ပြဿနာတွေဖြစ်နေပါတယ်ကျွန်တော်ကတော့အပြစ်သားလူသားမှာ ။အိုခြင်းနာခြင်းသေခြင်းဘယ်သူမှမကင်းဘူး။မအိုခင်သေသွားတာမျိုးကလွဲလို့ပေါ့လေ။ဖျားသခင်ဟာဒီလောကရန်တရားရဲ့ရေသောမြစ်ဖြစ်တဲ့အပြစ်ကိုလွတ်ပိုင်နေဆိုကြရက်ဖယကုကုတယ်ဆိုတာဟာမေးစရာမလိုတဲ့မေးခွန်းဖယားသခင်မကုပဲဘယ်ယောဂါမှမပြောက်ဘူးလို့ပြက်ပြက်သားသားယုံကြည်ပါတယ်ကုသပေးတာကတော့ဆရာဝန်ဆရာမမှန်နေပါဝင်လာတာကတော့ကျေးဇူးတော်နဲ့ဖယားသခင်ရဲ့ကောင်းကြီးမင်္ဂလာပဲလို့အလေးနဲ့ယုံကြည်မိပါတယ် ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၄အငယ်၄၀မှ၄၄ဝင်သောအခါအမျိုးမျိုးသော အနာရောဂါဆွဲသောသူတို့၏အဆွေခင်မွန်းအပေါင်းတို့သည်ထိုလူနာတို့ကိုအထံတော်သို့ဆောင်ခဲ့၍ကိုတော်သည်ထိုလူနာအသီးသီးတို့အပေါ်၌လက်တော်ကိုတင်သဖြင့်အနာရောဂါကိုငြိမ်းစေတော်မူ၏နတ်ဆိုးတို့လည်းကိုတော်သည်ခရစ်တော်သည်ဟူသောဘုရားသခင်သားတော်ဖြစ်တော်မူသည်ဟုလူများမှထွက်သွားကြ၏ကိုတော်သည်ခရစ်တော်ဖြစ်ကြောင်းကိုထိုသူတို့သိကြသောကြောင့် စကားတခုကိုမျှမပြောစီခြင်းကမေတ္တာတော်မူ၏မိုးလင်းသောအခါတောအရတ်သို့ထွက်ကြတော်မူ၍လူများတို့သည်ကိုတော်ကိုရှာကြ၏အထံတော်သို့ရောက်စီရင်မိမိတို့နေရာမှထွက်ကြတော်မမူမီအကြောင်းစီးတကြ၏ကိုတော်ကလည်းဖျားသခင်နိုင်ငံတော်နှင့်ရှင်သောဧဝံဂေလိတရားကိုအခြားသောမြို့ရွာတို့၌ငါဟောပြောရမည်ထို့သောအလိုငါငါကိုစေလွှတ်ရရှိသည်ဟုမိန့်တော်မူ၍ဂါလိလဲပြည်မှတရားစရတ်တို့၌တရားဟောပြောလျက်နေတော်မူ၏ တနေ့တာရဲ့ဏိကုံးဟာအဲ့ဒါပါပဲနေဝင်ကျင်းကပေရနောင်ရဲ့မြင်ကွင်းကလေးပဲဆိုပါတော့သူ့ကိုလူသားတွေဟာကဲတင်ရှင်အဖြစ် နားမလည်ခဲ့ကြပါဘူးအပြစ်တရားကကဲနှုတ်ပြီးတော့သာဝရအသက်ကို ပေးစွန့်နိုင်တဲ့သခင်အဖြစ်လဲမယုံကြည်ခဲ့ကြပါဘူးဒါပေမဲ့သူတို့ရဲ့အနာရောဂါတွေကိုကင်းပြောက်စေသူအဖြစ်တော့နားလည်ပြီးတော့ကိုယ်ဝေဒနာသက်သာရာသက်သာကြောင်းအတွက်တိုးဝိတ်ချင်းကပ်ခဲ့ကြပါတယ် သူ့အပေါ်မှာယုံကြည်ခြင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေခရစ်တော်ဟာလူသားတို့အပေါ်မှာသနာခြင်းကိယူနာအစင်ရှိခဲ့တဲ့ဆိုတာကို အောက်မေ့သတိရစေဖို့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၄ဟာသွန်သင်ပေးနေပါတယ်။ဒါရမကအရေးကြီးတဲ့အချက်ကတော့ဒီလိုကက်တင်ရှင်သခင်ခရစ်တော်ထံမှစီစဉ်ထွက်ပေါ်နေတဲ့ဂိယူနာစုကျေးစုဆိုတာဟာလေစာရမနတ်သွန်မှုမင်းမှုနေတဲ့မာနနှလုံးသားနဲ့လူတွေဟာခံစားထိတွေ့ကြရမှာမဟုတ်ပါဘူး။ နောင်တနှလုံးသားနဲ့ယုံကြည်ခြင်းတရားနဲ့ပြည့်စုံပြီးတော့ဒီကျေးဇူးတော်ရိပ်မှအကျွေးမဲ့ခိုလုံမှသာလျှင်သာဝရအသက်စည်းစိမ်ကိုရယူခံစားနိုင်မှ ဖြစ်ပါကြောင်းတင်ပြလိုက်ပါစေဒေါက်တာထွန်းမြတ်ရေးစီစဉ်တင်ဆက်တဲ့တင်ပြရတော့တမချန်းအစီအစဉ်ဖြစ်ပါတယ်နောက်ကျရင်အစီအစဉ်မှာရှင်လူကခရစ်ဝင်ကျမ်းကန်းကြီးငါအခန်းငယ်၁ကနေအခန်းငယ်၂၀အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ် တနာခံယူတော်သူများအားလုံးအပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေရှင်